2025ခုနှစ်မတ်လ10ရက်နေ့ကနေ21ရက်နေ့ထိကျင်းပပြုလုပ်နေတဲ့ ILO Governing Body ILO အမှုဆောင်အစည်းအဝေးပေါ်မှာမြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုတွေလှုပ်ဆောင်နိုင်မဲ့ Article 33နဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်မှာဖြစ်ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကစစ်ကောင်စီအပေါ်ထိရောက်တဲ့အရေးယူပိတ်ဆို့မှုတွေကိုမျှော်လင့်ထားကြောင်းအမျိုးသားညီညွတ်အစိုးရ NGO အလို့မှဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်နေက DPP ကိုပြောပါရစေ။ မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက်အမြဲတမ်းထောက်ခံမှုရှိနေတဲ့ ILO ရဲ့အရေးအမူကထိရောက်နိုင်မယ်လို့မျှော်လင့်ပြီးဒီမျှော်လင့်ချက်ကအလို့သမားအခွင့်အရေးလူခွင့်ရေးတသက်မြတ်မဟုတ်ပဲနိုင်ငံရေးအရာကူကအရေးကြီးတဲ့အရေးယူမှုဖြစ်လာမှာပါလို့သူကပြောပါတယ်။အလို့သမားအခွင့်အရေးနဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုအရေးယူဆောင်ရွက်နိုင်မယ့်အတည်ပြုချက်တစ်ရက်ကိုနိုဝင်ဘာလ6ရက်နေ့ကပြုလုပ်ခဲ့တဲ့ ILO အုပ်ချုပ်ရေးကော်မတီအစည်းအဝေးပေါ်မှာအတည်ပြုခဲ့တာဖြစ်ပါတယ်။လာမယ့် match လ19ရက်နေ့မှာတော့ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။ရန်ကုန်တပိတ်အင်အားစုတွေကတော့မြန်မာစစ်တပ်ဟာ ILO COI စုံစမ်းစစ်ဆေးအကြံပြုချက်တိုက်တွန်းချက်တွေကိုလေးစားလိုက်နိုင်မှုမရှိတဲ့အပြင်ပုံမဆိုးဝါးစွာချိုးဖောက်နေပြီးချက်ချင်းရပ်တန့်နိုင်ရေးအတွက် ILO အဖွဲ့ဝင်နိုင်ငံတွေကအရေးယူဆောင်ရွက်ပေးကြဖို့ EU အဖွဲ့ဝင်နိုင်ငံတွေနဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေကိုအိတ်ဖွင့်စာပေးပို့တောင်းဆိုထားပါတယ်။ ILO အနေနဲ့စစ်ကောင်စီကိုအရေးယူပေးဖို့ရန်ကုန်တော်လိုင်းအင်အားစုတွေကရန်ကုန်ရဲ့လူစီကားရနေရာတွေမှာ ILO A33 မြန်မာ2025စာသားပါတီရှပ်အနေအဝန်းဆင်ပြီးကမ်ပိန်းပြုလုပ်ခဲ့ရမှာပါဝင်လှူဆောင်ခဲ့တယ်လို့ယူဆရတဲ့အလုံသမားခေါင်းဆောင်တွေနဲ့အလုံသမားတွေကိုမြို့နယ်အလုံသမားယုံကခေါ်ယူစစ်ဆေးနေကြောင်းလည်းသိရပါပါတယ်ခင်ဗျာ